ါရှင်လာပြည့်ညချမ်းနေကနေပြိဋ္ဌတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံလေးကတော့จิตုကိုယုံပြီးအပြိုလိုမနေမီလို့ဘဝပြက်ခဲရတဲ့ကောင်းမလေးဆိုတဲ့စိတ်ဝင်စားပွဲတတိထားစင်ခြင်းနိုင်ပွဲပညာပေးဖြည့်ရမှန်ဇလံကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါရှင် နေပေါင်းအတန်းကြာကွဲကွာနေခဲ့ရတဲ့ကျောင်းနေဘက်တငယ်ချင်းကိုစန်တင်နဲ့မမျော်လင့်မဲ့ပြန်လေးဆုံတွေ့ရတော့အံ့ဩရတာနဲ့အမျှဝမ်းမြောက်ဝမ်းသာလေးဖြစ်ရပါရဲ့တငယ်ချင်းမင်းရေးတဲ့စာတွေအများကြီးဖတ်ရတယ်ကွာကြိုက်လဲကြိုက်တယ်သူကဒီလိုထုတ်ဖို့ကြီးကျူးလာလို့ပုထုဇဉ်ပြီးပြီးသဘောခွေရတယ်သူကနေမျိုးလေးတစ်ခုမှရဲရရှိအဖြစ်တာဝန်ထမ်းဆောင်သူဖြစ်တယ်အခုတော့အငိမ့်စားယူပြီး ကိုပိုင်လုပ်ငန်းလေးတစ်ခုကို လုပ်နေပါတဲ့ဥပရိယုတ်ခန္ဓာနဲ့အမျှကြောက်စရုပ်ကခေါင်းငိမ့်လောက်အောင်စကားပြောလဲအလွန်ကောင်းနေအတွေ့အကြုံတွေကများမြောင်နေပြီးတော့လက်တွေ့မျက်တွေ့အတွေ့အကြုံတွေရှိတယ်ဒီတော့မိမိကသူ့ကိုစာရီရေးဖို့တွန်းအားပေးကြည့်တယ်ငါကစကားသာပြောတတ်တာကစာရေးဖို့ကြတော့မင်းတို့လိုပါရမီမပါလို့လားမပြောတတ်ဘူးအဖြစ်မရှိပါဘူးကွာဒီတော့ငါကြုံခဲ့ရတာတွေမင်းနဲ့အခုလိုစုံတိုင်းပြောပြမယ် ရေးလို့ဖြစ်ရင်လည်းရေးပေါ်ကွာမင်းတို့ဇာရေးဆရာတွေဆိုတာကုံချမ်းလို့တယ်မဟုတ်လားဒီလိုစကားခံပြီးတော့သူကင်တွယ်ဖြည့်ရှင်းခဲ့ရတဲ့အမှုခင်းများစွာအနက်မှအမှုတစ်ခုကိုပြောပြရီးဒီအတွက်ကြောင့်မိမိအတွက်စာတပုတ်ဖြစ်လာခဲ့ရသည်ရဲစခန်းအတွင်ဝင်လာတဲ့မိန်းကလေးကိုအကဲခတ်ကြည့်တော့ရုပ်ရည်ကရွက်ချမ်းရည်ကျိုးများသာဖြစ်တယ်။သူ့ရမှာခန္ဓာကိုယ်အချို့စိတ်ကတော့အတော်ကလေးကို စွဲမွက်ဖွယ်ကောင်းလာတယ် စန်းကျင်ဘက်ယောက်ျားသားတို့မျက်စိကြားလောက်တဲ့အနေထားဖြစ်တယ်။ထိုင်မမင်းကလေးဘာများကူညီပေးရမလဲ။မင်းကလေးရဲ့မျက်နာကခတ်တီတီ။ကျမလူတယောက်ကိုဓာတ်နဲ့ထိုးလာလို့တေသလားရှင်သလားမသိဘူး။အဲ့ဒီအတွက်ရဲစခန်းကိုလာပြီးတော့အဖမ်းခံတာ။မင်းကလေးကတော့တီတီငိမ့်ငိမ့်နဲ့ပြောနေပြီမဲ့တာဝန်မှုကြတဲ့ဒူရဲအုပ်ကိုစန်းနေအဖို့တော့ရင်ထဲမှာလှုပ်ခတ်သွားရတယ်မလှုပ်ခတ်ရောနေမာရဲလား ကြားလိုက်ရတဲ့ကိစ္စကတကယ်ကိုရဇဝဲမှုကြီးဖြစ်တယ်။ gain ဘလို့ဖြစ်တာလဲ။ဘာကြောင့်ဖြစ်တာလဲ။ဘယ်နေရာမှာဖြစ်တာလဲ။မိန်းကလေးကယွန်းတွန်းတွန်းဟန်ကလေးများမရှိပေဖြစ်စဉ်အမှန်ကိုရဲရဲဝံ့ဝံ့ဖြေခဲ့တယ်။ဒီအတွက်ရဲစခန်းကတာဝန်ရှိသူများကလှုပ်ရှားကြရမယ်။ကရကရှင်နဲ့တကွအမှုလိုက်အရာရှိနဲ့နေထိန်များရက်ွက်လူကြီးများ အခင်းဖြစ်ပွားရာဖြစ်တဲ့ဝယုံချုံခွဲနဘေးကိုရောက်တော့ လူတယောက်သွေးရိုင်ထဲမှာခွေခွေလေးလဲနေတယ်။နှလုံးမခုံတော့လုံးဝသေးနေပြီ။နှလုံးရှိတဲ့နေရာတဲတဲမှာအသွား၆လက်မခန့်ရှိတမြောင်ကစိုက်လျက်တန်းလန်းကြီး။တေသူလဲတေပြီ။လူသက်တရခန့်ကိုလည်းအဝေးမှရှာစရာမလို့တရခန့်ကိုယ်တိုင်ကလာရောက်ပြီးအဖမ်းခံခဲ့တယ်ဆိုတော့အဆိုပါလူသက်မှုအတွက်ခေါင်းခဲစရာတိတ်မလို့တော့ရဲလုံငန်းစင်နဲ့ညီညွတ်စွာဆောင်ရွက်ပြီးဥပဒေရုံတရားရုံကို တင်ဖို့စရာပဲရှိတော်ရီ။ ဒီအတွက်လူသက်မှုကိုကျူးလွန်ပါ रे ဆိုတဲ့မိန်းကလေးကိုတေချာစွာစစ်ဆေးပြီးအမှုဖွင့်ရပါ रे အပြုလို့မနေမီလို့ကျမနာမည်ကမငွေမြိုင်ပါအလုတ်ကတော့ဘောက်အလုတ်ဆိုပါစု ကောက်ဆိုင်ချိန်မှာကောက်ဆိုင်တယ်ပဲနှုတ်ချိန်ပဲနှုတ်တယ်စပားရိတ်ချိန်စပားရိတ်တက်ကဲ့ပြည့်ချိန်မှာတက်ကဲ့ပြည့်စားတဲ့တော့အလုတ်ချမ်းမှန်သမျှဇံမရွေးပဲလုတ်ပါရီကျုံရကြပန်းရလာတဲ့အလုတ်ကိုလုတ်ပါမှာ မိခင်မုံစိုးမကြီးနဲ့ကျမတို့ရဲ့ဝမ်းမီကငိမ့်မယ်မဟုတ်လားမိခင်မုံစိုးမကြီးအလုံးလုံးနိုင်တော့ကဆိုရင်တာမီနှစ်ယောက်ရဲ့လှုပ်အားကနဲ့တိတ်အချောင်းလေကြီးမဟုတ်တော့မှအေးအေးလူလူနေနိုင်စားနိုင်ခဲ့ပါရဲ့အဲမိခင်မုံစိုးမကြီးခင်ဗျသွေးဆောင်ဝေဒနာအကန့်ခံရပြီးအိပ်ရတဲ့လဲတဲ့အခါကျတော့တာမီနှစ်ယောက်ရဲ့စားဝတ်နေရတာမကစေဝါကူတာမှုတာဝန်မှာကျမပေါ်တာဝန်ကျလာပါရဲ့ ဒီတော့ကျမရရအလုပ်တွေကိုလုပ်ခဲ့ရတယ်။ဒါမှလည်းအသက်ရှူကြောင်းပဲမဟုတ်လား။အမေကတော့ငါသမီးလေးပင်ပန်းရှာပါရည်။တင်းတင်းတဲတဲထားနိုင်မဲ့ယောက်ျားသားတွေ့ရင်အိမ်အောင်ပြုတ်ဖို့ကိုလေတဖွားဖွားပြောရှာရည်။ဒါပေမဲ့ကျမအိမ်အောင်ပြုတ်ဖို့ကို လုံးဝစိတ်မဝင်စားခဲ့ပါဘူး။ကျမတို့ပတ်ဝန်းကျင်ကယောက်ျားတွေကိုကြည့်ရင်အတော်များများဟာတောက်စားမူးယစ်နေကြတဲ့သူတွေ။နောက်ကစားသမားတွေကအပုံပင်မှာ အင်ရှင်မတွေဆိုလေလင်းစိုးမရတဖဖနဲ့ပြီးတော့ جماعه ကမျက်နှာတိမျက်နှာသားနဲ့ခက်တိတိနေတတ်လေတော့ဘသူမှလာမစားရဲကြဘူးကိုညွတ်တင်ဆိုရလားသူက جماعه တို့ရွာကမဟုတ်ဘူး جماعه တို့ရွာနဲ့တရွာကြတဲ့ရွှေဘတော်ရွာကပါ လူကြီးကခက်တန်းတတ်မှာရုပ်ရှင်တရုပ်ဆောင်ဇော်ဦးနဲ့ခက်စင်စင်တူပါရဲ့သူအလောက်ကပွဲစားလို့လေပြောလို့ရတယ်အဝယ်တော်လို့လေပြောလို့ရတယ် ဒီတော့ကျမတို့ရွာစဉ်တလျှောက်သူ့ချေရကြည့်ပဲလို့ပြောလို့ရပါတယ်။သူမိဘအတိုင်းဝိုင်းကချောင်းလဲတယ်ဆိုတော့ဆိုင်ကလေးတဝီဝီနဲ့ပေါ့။ရွာကိုခဏခဏရောက်လာတော့လေ။တိတ်အရင်ဒီကြီးမဟုတ်သည့်တိုင်မြန်မှန်တမ်းမိတယ်ဆိုရမှာပေါ့။ကွညွန့်တင်ရဲ့မိဘတွေဆိုတာလဲပိုင်းရပိုင်းတွေပါ။သူကတဦးဒီတော်သာမိဘတွေရဲ့စည်းစိမ်ဥစ္စာနဲ့အငိမ့်သားထိုင်စားနေပြီမေ။အငိမ့်သားထိုင်မစားပဲတပတ်တလန်းကစီးဝါရှာတော့ ပို့ပြီးတော့ပြေးလဲပါရီသူ့ရွာမှာလည်းအင်ကြီးရခိုင်နေပါဒီတော့ကိုညွတ်တင်ကိုတမတ်ဖန်းကျင်နေမိဘရှင်တွေဆိုတော့များမှများပါပဲအဲ့ဒီလိုညွတ်ချင်သူတွေများနေတာတော့မှဘလို့မှသူ့အနေနဲ့မရင်းလေတော့ထူးခြားတဲ့လူတယောက်ဆိုရင်မမှားပါဘူးဝေထာစားထားတာကလည်းခက်ကြောကြောပါဒီတော့သူကသာမစားလိုက်နဲ့စားလိုက်တာနဲ့ခေါင်းငိမ့်မဲ့အပြူကြောတွေဆိုတာအများကြီးမှအများကြီးပါဒီနေ့တော့ရွာပြင်မှာ ကျမလက်စားလိုက်ပေါင်းတော့ရွာကပြန်ဆိုင်ကယ်မောင်းပြီးလာတယ်ကိုညွတ်တင်နေစုံမိတယ်ဒီတော့သူက သူ့ဆိုင်ကယ်နဲ့လိုက်ဖို့ပေးရမလားလို့စကားစားတယ်တခြားသူသားဆိုရင်တော့ချက်ချင်းခေါင်းငိမ့်ပြီးသူ့ဆိုင်ကယ်နောက်ပေါ်ဆွေကနေလိုက်သွားမှအသေးကြပါကျမကတော့ယောက်ျားတသိန်းဆိုရင်ဘသူ့အပေါ်မှာအလွယ်တကူယုံကြည်မှုမရှိလေတော့ခေါင်းကိုတွန်းတွန်းခေါအောင်ရမ်းပြန်လိုက်တယ်သူကလည်းဘလို့မှခေါ်လို့မရတဲ့အတွက်စိတ်လျှောက်ပြီးမောင်းထွက်သွားလိမ့် အဲ့ဒီတညာလုံးကျမအိမ်မက်တွေမက်တယ်အိမ်မက်ထဲမှာကိုညွတ်တင်ဘွားကနေပေါ်လာတယ်သူကမင်းသားကျမကမင်းသမီးမတိစိတ်ထဲမှာတော့ကိုညွတ်တင်ဟာဘယ်ကဘလို့ဝင်လာတယ်မသိပါဘူးနောက်တဲ့ကျရင်သူရွာထဲကိုဝင်လာတော့ကျမတို့အိမ်ကိုရေဝင်တောင်းတောက်တယ်ပြီးတော့ခဏတစ်ဖြုတ်ထိုင်နေအဲ့ဒီမှာတင်အိယာထဲမှာလဲနေတဲ့ဝေဒနာတဲ့အမေကို တွေ့သွားတယ်အမေနဲ့စကားသမီးတွေပြောနေကြတယ် ကျမကလည်းအင်းရှင်ပြီးပြီးတစ်ဖက်တော့မတက်နိုင်တော့မှရင်ွေးချမ်းထညာခဲတို့အဲထောက်ခံရတာပေါ့အဲ့ဒီနောက်တော့မကြပါဘူးကျမတို့ရွာကိုရောက်လာလေတိုင်းအင်းကိုအဝင်ထွက်ရှိလာတယ်လာတိုင်းလဲအမေတော်ဆိုပြီးစေးတွေအစားအစာတွေယူယူလာတယ်အမေကတော့သဘောတကျကြနေပေါ့နောက်တော့ကျမအတွက်တောင်အဝိစတွေယူလာပြန်သေးတယ်ကျမကလက်မခံတော့အမေကသူ့ဘက်ကပါလိုက်သေးတယ်ဒီကလေးကအမေစိတ်ထဲမှာဘလို့ရှိတယ်ဆိုတာ ကျမသဘောပေါက်လိုက်ပါတယ်။အင်းလီအမေလည်းမျက်စိမမိတ်ခင် သူသမီးကိုစိတ်ချသွားခဲ့ချင်မှာပေါ့။ဒါပေမဲ့လည်းကျမစိတ်ထဲမှာအိမ်တောင်ပြုတ်ချင်စိတ်မရှိခဲ့ပါဘူး။သူကရွာကိုရောက်တိုင်းမှာကျမတို့အိမ်ကိုဝင်းဝင်းလာတက်စမြဲမှုပဝင်းချင်းကတော့တမျိုးတမီထင်နေကြပါပြီ။မင်းကလေးအပြိုတွေဆိုရင်သူတို့ရေလာမြောင်းပေးလောက်တာတော့မှကိုညွန့်တင်က မတုံမလှုပ်။ကျမကိုကြတော့ရွှေစင်ညိုကြီးကတပွဲဝဲလဲနေတယ်။ ဒီအတွက်မလူတမအကြည့်တွေကိုတော့ကျမခံခဲ့ရပါသေးတယ်။ဒီလိုနဲ့မိုးရင်းကာလတနေ့မှာတော့ကောက်ဆိုင်အပြန်မိုးမိရေ။စောင်းစီအောင်မိုးစီအောင်ဘာမှမပါလာလို့ကျမတကူလုံးရွှဲရွှဲကိုစိုးရောပဲ။ရွာထဲကလည်းအတော်ကလေးအလံဝေးသေးတယ်။လျှက်စည်းတွေကလည်းလက် မိုးကြိုးတွေကလည်းပြေးဆိုတော့မိုးကိုစရာကိုရှာရတယ်။အစင်သင့်မှာပဲ။ခလန်းလန်းမှာလေဆောင်တဲကလေးကိုတွေးလိုက်ရတော့ခဏလောက်တော့မိုးကိုမှဖြစ်မယ်ဆိုပြီး တဲကလေးရှိရာကိုသွားလိုက်တယ်။တဲကလေးတဲကိုရောက်မှဘိုးသက်လေးပြင်းကပို့ပြီးတော့ကြလာလေ။အိတ်မကြဘူး။ဆံကယ်ဆက်တန်ကြားရတယ်။ဒါကုံညွတ်တင်ရဲ့ဆံကယ်မှန်အလိုလိုတိနေတယ်။အတော်ပဲ။ဒီတခါတော့သူ့ဆံကယ်နဲ့ရွာပြန်ရင်ကောင်းမှာပဲလို့အတွေးဝင်ပြီးတော့လှမ်းអော်လိုက်တယ်။သူတွေ့သွားပါပြီ။ဒါနဲ့ဆံကယ်ကိုဆက်ရက်ပြီးကျမရှိနေတဲ့လေဆောင်တဲကလေးတဲကိုဝင်လာတယ်။ကျမကအကျိုးချောင်းပြောပြတော့ပို့ပြီးမယ်လို့ပြောပါတယ်။ မိုးကလည်းတဲနေတော့မှမောင်ငွေမြိုင် ချမ်းနေသလားဟုတ်တယ်ရှင်ဒါဆိုရင်ကျွန်တော်ကြာခင်လေးခြုံထားပါပြောပြောဆိုဆိုနဲ့သူ့ကြာခင်ကိုချွတ်ပြီးကျမကိုခြုံပေးတယ်ကျမဘာဖြစ်လို့မငင်းမိလဲမပြောတတ်ဘူးအဲ့ဒီအချိန်မှာလျှက်စီးဟောင်းဝင်းကနေလက်ပြီးဝုန်းကနေမိုးချိုးပြလိုက်တော့ကျမထိတ်လန့်သွားပြီးကိုညိုတင်ရဲ့ရင်ခွေနှဲကိုအလိုလိုရောက်သွားတယ်သူကလည်းကျမကိုတိုင်းဖက်လို့ပေါ့ အဲ့ဒီနောက်တော့ဘာတွေဘလို့ဖြစ်တယ်မပြောတတ်ဘူးကျမအတိဝင်လာချိန်မှာတော့ကျမဘဝဟာလုံးဝကိုပြတ်သုံးခဲ့ရပါပြီတိတ်ချစ်လို့ပါမောင်ငွေမြိုင်ရဲ့စိတ်မဆိုးပါနဲ့နော်ဒီကုလုံးကိုပွေဖက်ပွတ်တက်နေမှုအပေါ်ကျမဘယ်ကဘလို့ตายရသွားတယ်မပြောတတ်ဘူးကျမဘာမှခွန့်တုံမပြန်နိုင်လောက်အောင်ကိုဖြစ်သွားခဲ့ပါ रे ဆိုကြပါစို့ရဲ့အစာရှိကအနောင်နောင်ဆိုတယ်လို့သူနဲ့ကျမစိတ်괴ရာနေရာတွေမှာ နေမရဖြစ်ခဲ့ကြတယ်။ဒါကလည်းငွေမြိုင်းကိုကိုအတီးယူမှာပါ။ဝါကျွတ်လောက်ကြရင်မိဘတွေကိုပြောပြီးလာတောင်းမှမယ်။တင်တောင်းတဲ့တဲ့မင်္ဂလာဆောင်မှမယ်ဆိုတဲ့စကားကိုအယုံကြီးယုံစားမိတာလဲပါပါလိမ့်မယ်။သူကလည်းပြုစုယူရတဲ့နေရာမှာအတော်ကလေးကိုစွဲမှတ်ဖို့ကောင်းတယ်။ကျမအဖို့ရာကတော့တသက်မှာတစ်ခါကြုံတွေ့ရတဲ့အတွေ့အထူးကြောင့်သူနဲ့စိတ်ွယ်ရမှာ တွေ့ဆုံရလေတိုင်းသူ့ရဲ့တောင်းဆိုသမျှကို ကြည်ကြည်ပြူပြူနဲ့လက်ရောခဲ့မိတာကြည်ပါပဲဒီလိုနဲ့ဝါလာကင်းလို့တဲ့တာမယကိုရောက်လာခဲ့တယ်။ကျမရဲ့မျောလင်းချက်တွေပြေဝရတော့မှာပေါ့။အဲ့ဒီကြရင် အမေလဲကျမဘဝအတွက်စိတ်ချလက်ချဖြစ်သွားရပြီ။ကျမဘဝလည်းလင်နဲ့သားနဲ့ပြေဆုံးပြီလို့တွေးရင်းနဲ့ကြည်နူးလိုက်ရတာ။ဒါပေမဲ့ကျမရဲ့ကြည်နူးမှုတွေဟာတိမ်လို့လွင်ပသွားခဲ့ရပြီ။ဘာလို့လဲဆိုတော့တရင်တစ်ခုကြားလိုက်ရလို့ပါ။ လာမယ့်သတင်းကြိုလာပြည့်ကျော်6ရက်ကြာရင်ပွဲစားကွန်ညွတ်တင်နဲ့စံစက်တတိယသမီးမာလာတင်တို့မျိုးကခမ်းမမှာမင်္ဂလာဆောင်ကြတော့မယ်။ပြီးရင်သူတို့ရွာမှာအငိတ်ပွဲနဲ့အိတ်ခတ်မယ်ဆိုပြီးဟုတ်တယ်ကွန်ညွတ်တင်ရဲ့မိဘတွေက စီစဉ်ပေးကြတာတဲ့မိဘတွေစီစဉ်တာကိုညွတ်တင်ကလည်းသဘောကျတဲ့တဲ့ကြမှာပေါ့မာလာတင်ဆိုတာကဘွဲရခစ်ပညာတတ်ပြီးတော့တတိယသမီးအစင်အစ်မေကိုရှိရောက်လာတဲ့ဘွဲတော်အုပ်ကို ဖွင့်ပြီးမနိုင်လို့ကတော့လူမိုက်ပဲပေါ့မြို့တင်ကဖျက်မှာကွာဒီမှာသာအစွဲကျိုးနေတယ်မွေးလို့မခုတ်တဲ့တဲ့ကြောင့်လို့ဖြစ်နေတာမြို့ရောက်ပြီးဆိုတာနဲ့ဇင်ခန်းတကာကိုလှည့်ပြီးတော့လောကစည်းစိမ်ခန်းနေတာကွာသူ့ရမှာလဲခြေပုံးခုတ်ခံရတဲ့မင်းကလေးတွေဆိုတာမနေဘူးမိဘတွေကပြဿနာမပေါ်အောင်လို့ငွေနဲ့ပြည့်ပြည့်ဖုံးလို့ဒင်းရဲ့ဘလူးကောင်းကိုအကဲမခတ်မိကြတာကြားရတဲ့သတင်းတွေကတေချာတလောက်ရှိပါပြီ ကျမဘာလုပ်ရမလဲ ကျမမလုပ်ရမှာလေကျမရဲ့အဖြစ်က အပြိုလိုမနေမိလို့ကိုရှိတယ်လေ ဆိုတဲ့အဖြစ်မျိုး လူတွင်ပါလို့နွားကြားကြိုက်တယ်ပဲပြောပြောယုံမက်လို့ပုံအပ်မိတယ်ပဲဆိုဆိုကျမအရှက်တကွဲအကျိုးနဲ့ရပြီ မလို့သူတွေကသာကျမအဖြစ်ကိုသိရင်တော့ဒီကောင်မအခုလိုဖြစ်တာတော့နေသေးတယ်ဆိုပြီးစကားတင်းဆိုကြမှာတေးကြတယ်ကဲရဲကြမှာတေးကြတယ်ကျမကိုကိုကိုတက်တည်ခြင်းလောက်အောင်စိတ်ညစ်သွားတာအမှန်ပဲ။ ကြားရတဲ့သတင်းကကောလာဟာလာမဟုတ်တာလေသိကြနေပြီဒီကိစ္စကိုသူရောက်လာခဲ့ရင်အပြည့်အမေးမယ်ကျမတို့ဘလို့တာဝန်ယူမှာလဲဆိုတော့ကိုရှင်းရှင်းပြပြပြောရမယ်ကျမလူအများရဲ့တတွေးကွက်ထဲမှာပလက်အမျိုးမခံနိုင်ဘူးဒီလိုနဲ့တည့်ရမှာသူနဲ့ကျမတွေ့ကြပါရီကျမဘာမှမသိတလို့လို့တော့စုံတွေ့နေကြဖြစ်တဲ့အမောင်ပင်လေကျော်မှာမျောနေကြစိတ်괴ရာအရက်ကိုသူကပဲဥဆောင်ခေါ်သွားပါရီ ကျမမသာဘဝနောင်ရေးအတွက်စိတ်တွေရောက်ရက်ခတ်ပြီးရင်တကူလုံးပလောင်ဆူနေတာသူကတော့ဘာမှမဖြစ်တယ်လို့ပါပဲသူငဲ့နေတဲ့ရေကိုမိုးသိမ့်ချင်းကြီးစွာနဲ့ကျမစီကတောက်ဖို့ပဲလုပ်နေတယ်ကျမရှင်းမဖြစ်တော့မေးကိုညွတ်တင်ရဲ့တဲ့င်းကို ကျမကြားရတယ်အဲ့ဒါဟုတ်တယ်မဟုတ်လားကျမကကြားသိရတဲ့တဲ့င်းသတို့သမီးရဲ့နမည်ဘယ်နေ့ဘယ်ရက်မှမင်္ဂလာပွဲအားလုံးကိုပြောလိုက်တော့ဘာမှအရေးမကြီးတယ်လို့လုပ်ပြီး ကျမကိုပွေးဖက်ပုတ်တက်နေခဲ့တာအဲ့ဒါတွေကအဖေတို့အမေတို့စီမံကြတာပါ ကို အစွဲလန်းကြီးစွာနဲ့ချစ်တာကတော့ငွေမြိုင်မှငွေမြိုင်မှတကယ်ပြောနေတာလားကိုညွန့်တင်တကယ်ပြောတာပေါ့ငွေမြိုင်ရဲ့ဘာလဲငွေမြိုင်ကကိုကိုမယုံဘူးလားမယုံရင်လက်တွေတတ်တည်ပြမယ်ကဲအဲ့ဒီလိုဆိုပြီးတော့ကျမကိုလှဲချလိုက်တယ်ခါတိုင်းဆိုရင်တော့သူဒီလိုပြုရင်ဂျေနဲ့စွာနုနေမယ်ကျမ ခုတော့စန္ဒပင်အတင်းနေခဲ့ပြီ။အိုးအဲ့ဒီလိုမလုံနဲ့လေ။အိုးကွယ်ဒီကိစ္စဟာအစမ်းတဲ့ချိန်မှာမဟုတ်တော့တာပဲ။တွေ့တော့တွေ့ခိုက်မှာဟင့်အင်းမရဘူး။ကျမကိုတကယ်ချင်းရင်အခုအိမ်ကိုလိုက်ခဲ့အမေကိုပြောပြီးတာနဲ့ရွာကလူကြီးတွေကိုခေါ်ပြီးတော့ပစိုးတန်းတင်လိုက်ကြမယ်။ဟာမဖြစ်ပါဘူးငွေးမြန်ရ။ဟိုမှာအဖေတို့မိတို့ကစီမံပြီးနေကြပြီ။ရှင်မဲကျမကိုချစ်တယ်ဆို။ချစ်တာပေါ့ငွေးမြန်ရဲ့။ ကို့အနေနဲ့မိဘတွေစိတ်ချမ်းသာအောင်လက်ခံလိုက်ရတာပါကို့မာလာတင်နဲ့လက်ထပ်ပြီးပြီဆိုပေမဲ့ငွေမြိုက်ကိုပြစ်မထားပါဘူးဘာလဲအပြော်မရလို့သဘောထားမှာမဟုတ်လားဒီမှာကိုညွတ်တင်ရှင်ဟာကျမကိုချစ်တာမဟုတ်ဘူးနှစ်တာရှင်နှစ်တာဘဝတစ်ခုလုံးနင်မောအောင်ကိုနှစ်လိုက်တာရှင်ကကျမဘဝကိုချစ်တာမဟုတ်ဘူးကျမရဲ့ခန္ဓာနဲ့အသွေးသားကိုချစ်တာဘာပဲဖြစ်ဖြစ်ငွေမြိုက်ရဲ့ကိုငွေမြိုက်ကိုချစ်တာအမှန်ပါပဲငွေမြိုက်ကိုလဆိုင်ထောက်ပတ်မှာပါ ဝေတရားလည်းမပြတ်ရအောင်ကွာအဲ့ဒီလိုပြောရင်းနဲ့ကန်းဆက်ကိုရောက်တော့မှရေမချိုးပဲမပြန်ဘူးဆိုတဲ့စိတ်နဲ့ကျမကိုဆွဲပြီးလှည့်ချလိုက်တယ်ပြီးတော့ခါတိုင်းလိုပဲသူ့အလိုဆန္ဒကို ဖြေးဖို့ရာကြိုးစားနေတော့ကျမဝှက်ယူလာတဲ့အသွား၆လမ်းမလောက်ရှိတဲ့ဓမြောင်နဲ့သူ့ရင်အောင်တိတ်တိတ်ကိုအားကုန်စိုက်ထိုးလိုက်တယ်တေပါပြီပြားဆိုတဲ့အတန်းနဲ့ကျမကိုပေါ်ကနေဘေးတိုက်လဲကြသွားတယ်ကျမကျမလေး ကျမလူတက်မိပြီတက်မိတာမှ ကျမအယုံစားကြီးယုံစားမိတယ်လူရောက်မှာကိုတက်မိတာကျမဘာလို့ရမလဲဘယ်လိုလုပ်ရမလဲထွက်ပြေးရမှာလားဟင့်အမေအမေရှိသေးတယ်ပြီးတော့ရဇဝေဘေးဆိုတာပြေးလို့မလို့ဘူးတဲ့ဒီတော့ကျမဆုံးဖြတ်လိုက်ပါပြီအမှန်တော့တငယ်ချင်းကြီးအဲ့ဒီမိန်းကလေးရဲ့အဖြစ်ကရင်နာစရာပါပန်းကောင်းအညွန့်ချိုးခံခဲ့ရတယ် ဒီမိန်းကလေးသာမင်းတို့ငါတို့ရဲ့နှမကလေးသာဆိုရင်ဘယ်လိုခံစားရမလဲစိတ်လို့ကိုလွတ်တာမဟုတ်ပဲဥပဒေအတိတရားရှိခဲ့ရင်လူယောက်မကိုတရားစွဲလို့ရပါတယ်ထိုက်တန်တဲ့အပြစ်ပေးလို့ရပါတယ်အခုတော့စိတ်လိုက်မှာပါလုံခဲမှုကဥပဒေက ခွင့်မလွတ်နိုင်လေတော့မှန်ကန်တဲ့တရားစီရင်ရေးကတက်ညာစွာစဉ်းစားပြီးထောင်တန်သုံးနှစ်ချမှတ်ခဲ့ပြီကွာခုဆိုရင်တော့လွတ်ပါပြီကွာอืมပြစ်မှုကြွေးကိုပေးဆက်ပြီးတဲ့အခါ စိတ်သည့်လူသည်နဲ့ဘဝတစ်ခုကို ရှင်သန်ရည်တည်နိုင်ပါစေလို့ဆုတောင်းရမှာပဲ။တငယ်ချင်းကိုစန်းတင်ကတန်ဝေကလေတန်းနဲ့သူ့ရင်တွင် စကားကိုဖွင့်ပေါက်ပြားရီမိမိမှာတော့သင်ကန်းစာယူဝေးဝိတုတပုံရလိုက်ပြီ။စာရေးသူဆရာကြီးကိုလေဂျေစုတင်ပါရီဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင်။ နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရှင်ကျမကတော့တင်ဆက်သူမဆန်နာပေဖြစ်ပါရှင်